ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအာခစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ Premier League လက်ထက်တင်းဖြစ်တဲ့ Liverpool အသင်းကတော့ Crystal Palace အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့အဒမ်ဝါတန်ကို January Transfer Window မှာဥရောပအသင်းတွေဖြစ်တဲ့ Real Madrid Barcelona အသင်းတို့နဲ့အပြိုင်ခေါ်သွားမယ်ဆိုပြီးတော့မှ Francesca ပေါ်ပြထားတယ်ဒါပြင်ကျွန်တော် Liverpool အသင်းကပြီးခဲ့တဲ့နေ့က Transfer Window ကခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့အချိန်မှာအောင်မြင်မှုမရှိခဲ့တဲ့ ပဲလေတင်ကနောက်ခံကစားသမားဖြစ်တဲ့ Mikey ဦးလည်းခေါ်ဖို့ဒါသူတို့အနေနဲ့ပေါ့လေဂျိုးပန်းသွားမယ်ဆိုပြီးပေါ်ပြထားတယ် Manchester United တင်ကတော့ဒါ Leicester City တင်ကအသက်16နှစ်အရွယ်တောင်ပံကစားသမားဖြစ်တဲ့ Monga ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Football Insider ပေါ်ပြထားတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒါ Manchester United တင်ကပေါ့လေ Real Madrid အတင်ရဲ့ Brazil တိုက်စစ်ကစားသမားဖြစ်တဲ့ Andre ကိုလာမယ့် January Transfer Window မှာ ရာသူကအငားနဲ့ခေါ်ဖို့ဒါပရီးမီယာလိဂ်ကလပ်အသင်းဖြစ်တဲ့ဝဟန်အသင်းနဲ့အပြိုင်ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့အန်ထရစ်ကအထူးသဖြင့်ပြောလဲဒါကျွန်တော်ရေမဆွတဲ့မှာဒီရာဒီမှာပွဲထောက်ခွင့်ရဖို့ပျောက်ဆုံးနေတဲ့ကစားသမားဖြစ်တဲ့သူကိုယ်တိုင်ကလည်းသူ့အတွက် ွက်ထုံးခွင့်ပေးနိုင်မယ့်ကလပ်တသင်းကိုပြောင်းရွှေ့မဲ့နေရာမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဝဟန်အသင်းကကစားသမားကိုခေါ်ယူဖို့ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။ဒီမှာတော့ဒါ Chelsea အသင်းကတော့ Spain La Liga ကလပ်တသင်းဖြစ်တဲ့ Sevilla အသင်းရဲ့အသက်20ရွယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ Icardi ကိုတော့ January Transfer Window မှာခေါ်ယူဖို့ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကို Inter Miami အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနာဖြစ်ပြီးတော့မှ Chelsea အသင်းကကျွန်တော် Inter Miami အသင်းနဲ့ပြိုင်ကစားသမားကိုအရောက်ခေါ်ဖို့ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။ ဲ့ Premier League Club အသင်းဖြစ်တဲ့ Brentford အသင်းကတော့အသင်းအတိုက်စစ်ကစားမှဖြစ်တဲ့ Kevin Rice ကိုတော့ Premier League Club အသင်းနဲ့ဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့ Aston Villa အသင်းတို့ကခေါ်ယူဖို့ Brentford အသင်းစီတရားဝင်ကလန်ခဲ့ပေမဲ့လို့ Brentford အသင်းကတော့ပယ်ချထားတယ်ဆိုပြီးတော့မှ Myers ကပေါ်ပြထားတယ် Brentford အသင်းကကစားသမားကို Backlack ကိုမှရောင်းချသွားမှာမဟုတ်ဘဲနဲ့အသင်းမှာပဲဆက်ထိန်ထားဖို့ကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ် လီယူနိုက်တက်အသင်းကတော့ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ Coventry အသင်းရဲ့ဒါကျွန်တော်တိုက်စစ်ကစားမှဖြစ်တဲ့ Waste ကိုခေါ်ယူဖို့ဂျိုးပန်းနေတယ်ဆိုပြီးတော့မှ Daily Expect ကဖော်ပြထားတယ်။ဒီဘက်မှာတော့ Barcelona အသင်းက Manchester City အသင်းရဲ့ Norway တိုက်စစ်ကစားမှဖြစ်တဲ့ Erling Haaland ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။အဓိက Barcelona အသင်းကအသက်အရွယ်ရလာပြီဖြစ်တဲ့ကျွန်တော်တို့က တိုက်စစ်ကစားမဖြစ်တဲ့လီဝန်ပိုဒေါစကီရဲ့နေရာမှာစားထိုးနိုင်ဖို့ပိုတရှယ်မြင့်လက်ရှိပေါ့လေကျွန်တော်ဥရောပအသင်းတွေမှာအာကျွန်တော်တို့ဒါခြေစွမ်းပြနေတဲ့တိုက်စစ်ကစားမတွေကိုစိတ်ဝင်စားနေတယ်ဒီထဲမှာတော့ကာလာရှင်ပြမတ်အဖြစ်ဒါမန်ချက်စတာစီးတင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့အလာဟာလန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ဒါဒီဘာစီလိုနာအသင်းကမန်ချက်စတာစီးတီးအသင်းစီကိုပြောင်းရွှေ့ခြင်းနဲ့အတူ ပြီးကတဲ့ Noyasi Transport Window တို့ကမှ AV Live Z အသင်းကနေခေါ်ယူထားတဲ့အသင်းရဲ့ကစားသမားဖြစ်တဲ့ Danny Omo ကိုအပြောင်းအရွှေ့ရဲ့ဒစိမ့်ဒရီတာအဖြစ်ဒါကျွန်တော်တို့ထည့်သွင်းပြီးတော့မှ Manchester City အသင်းစီကိုကမ်းလှမ်းသွားဖို့ပြင်ဆင်နေတယ်ဆိုပြီးဖော်ပြထားတယ်။ဒါပေမဲ့လို့ဒါပေါ်လေဒီ Gospel ရဲ့အဆိုရဆိုရင်တော့အာကျွန်တော် Erling Haaland ကသူ့နေနဲ့ရေမသူတဲ့အသင်းမှာဒါကစားခြင်းနဲ့ဆိုတဲ့အကြောင်းဖော်ပြထားတယ်။ Barcelona အသင်းကပဲပေါ့လေဒါအသင်းရဲ့ သက်38နှစ်အရွယ်တိုက်စစ်ကစားမှဖြစ်တဲ့အာလီဝင်ပိုဒေါစကီကိုလာမယ့် January Transfer Window မှာ sorry ကလပ်တသင်းသင်းကိုရောင်းချသွားနိုင်ပွဲရှိတယ်ဆိုပြီးမာကာကဖော်ပြထားတယ်အဓိကတော့ပြောင်းရွှေ့ချက်ယူရိုတန်း30လောက်ရရင်ဘာစီလိုနာအသင်းကကစားသမားကိုရောင်းထုတ်သွားနိုင်ပွဲရှိတယ်ဆိုပြီးဖော်ပြထားတယ်ပေါ့လေ River Plate အသင်းရဲ့အသက်22နှစ်အရွယ်ခန်းစစ်ကစားမှဖြစ်တဲ့ Rivaldo ကိုတော့ဒါလာလီဂါကလပ်တသင်းဖြစ်တဲ့ Atletico Madrid အသင်းက Premier League အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့အပြိုင်ဒါကစားသမားကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှမာကာက ကဖော်ပြထားတယ်ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်